ဒါဆိုရင်လူတွေကမေးကြပါတယ် robot quiz စစ်ချင်းအနေငယ်ချင်းမြောင်းသော quiz စစ်ချင်းတွေပုံမှန်နှလုံးတွေးကြအသောထူး quiz စစ်ချင်းတို့ကြားကမတူညီမှုကဖြစ်လဲဆိုတော့ဘူးအဓိကအဖြစ် quiz စစ်လုပ်ငန်းကတူတူအားပဲနှလုံးတွေးကြတွေမှာပိတ်ဆို့မှုတွေရှိပြီးအဲ့ဒီတွေးကြတွေကိုအခြားတွေးကြတွေနဲ့လက်ပတ်ဖို့မီလန်တစ်ခုကိုရှာဖို့ရပါမယ်မတူညီမှုကပုံမှန်နှလုံးတွေးကြအသောထူး quiz စစ်ချင်းမှာ ရင်ဘက်အလဲမှာရင်ဘက်အယိုးကိုခွဲပြီးအရှိကြီးဖြတ်ထားတဲ့အနာကြီးရှိပြီးနောက်မှခွဲစိတ်လုပ်ငန်းကိုလုပ်ကြပါတယ်။ဒါကဘေးကင်းတဲ့ခွဲစိတ်လုပ်ငန်းဖြစ်ပြီးကဘာတဝမ်းရှိလူများစုကအဲ့ဒီခွဲစိတ်ကိုလုပ်ကြပါတယ်။ဒါကအလွန်မင်းဘေးကင်းတဲ့ခွဲစိတ်လုပ်ငန်းဖြစ်ပြီးမယ်။ပြန်လဲတတရေးကာလကအတော်လေးကြာပါတယ်။ဒါကြောင့်အဖော်ဘောက်ကအိန္ဒိယနိုင်ငံမှာလူတွေအတွက်ဖြစ်နိုင်အောင်လုပ်ပေးထားတဲ့နှစ်ခုသောနိတိညာတီထွင်မှုကရိုဘော့ခွဲစိတ်ခြင်းနဲ့ အနေငယ်ဝင်ရောက်ခွဲစိတ်ခြင်းမှာဒီခွဲစိတ်လုပ်ငန်းတစ်ခုလုံးကအနာဖြတ်ရဲ့အရွယ်အစားကိုချော့ချပေးနိုင်ပါတယ်။ဒါကြောင့်ရင်ဘက်အလယ်မှာ အရှိကြီးဖြစ်ထားတဲ့အနာကြီးမရှိပဲရင်ဘက်ဘေးဘက်မှာအနာသေးသေးလေးတွေရှိပါတယ်။ဒီနည်းနဲ့ခွဲစိတ်လုပ်ငန်းကအတူတူတည်ထင်နေစေပါကျွန်ုပ်တို့အစားထိုးခွဲစိတ်လုပ်ငန်းကိုပြီးမြောက်အောင်လုပ်ရပါမယ်။သို့တော့ဂျင်ဘတ်သေးကိုဝင်ရောက်တဲ့မီးလန်းကပြောင်းလဲပါတယ်။ ဒါကြောင့်အနာသေးသေးလေးတွေနဲ့တွေးထွက်တာနေပြီးနာကျင်မှုနေပြီးပြန်လဲတတတာရေးကာလလဲနေပါပါလေဒါကြောင့်ပြန်လဲတတတာရေးကာလနေပါတဲ့အခါတင်းနစ်တက်တဲ့အရာတွေကိုပုံမြင်မြင်ပြတ်လုံးနိုင်ပါတယ်ခွဲစိတ်လုပ်ငန်းရဲ့အနေရီလာ တူတူပါပဲခွဲစိတ်လုပ်ငန်းကလည်းတူတူပါပဲဒါပေမဲ့ပြန်လဲတတတာရေးကာပုံမကောင်းမှန်ပါတယ်လူနာအလုံးဟာရိုဘော့နီးတင်ညာသုံးခွဲစိတ်လုပ်ငန်း သို့မဟုတ်အနာသေးသေးနီးတိညာသုံးခွဲစိတ်လုပ်ငန်းတွေအထူးတင်ရုံမှမရှိပါဘူး။ဒါကြောင့်အနာသေးသေးနီးတိညာသို့မဟုတ် robot နီးတိညာနဲ့အကျိုးရှိမရှိပြောပြနိုင်တဲ့အထူးကုဆရာဝန်စီတွားရပါမယ်။